ီဒီယိုလေးမှာဒီနေ့နိုဝင်ဘာလ16ရက်နေ့ပုံမှန်နေ့တရက်တာအတွက်ဖြစ်ပျက်လာခြင်းရှိတဲ့ကမ္ဘာရွှေဈေးကွက်နေသားကိုကျွန်တော်သုံးသပ်ပြောကြားပေးသွားဖြစ်ပါတယ်။ဒီနေ့မနက်မှာတော့ကမ္ဘာရွှေဈေးကကျွန်တော်4069ဈေးနဲ့မှာဆွေးပွန်းလာခဲ့တဲ့လက်ရှိချိန်ဒီအမြင့်ဆုံးနေနဲ့ခွန်းတော်ပါတော့4090ခွန်းဒီတက်ခဲ့တဲ့အနိုင်ဆုံးနေနဲ့ကျွန်တော်တို့4055ဒီမနက်ကကျခဲ့ပြီးတော့လက်ရှိမှာတော့4095 4096ဈေးနဲ့အမြင့်ဆုံးနှောင်းဝင်းကျင်မှာပြည့်နေအောင်တွေ့ရတယ်ခင်ဗျာ။လက်ရှိမနက်ခင်းအာရှဈေးကွက်ချိန်မှာကမ္ဘာရွှေဈေးနည်းနည်းတက်နေရလို့ပြောလို့ရပါတယ်။အဲ့တက်နေတဲ့ကမ္ဘာရွှေဈေးက တောက်လျှောက်အတားကောင်းတော့မလားဒါမှမဟုတ်စီးအကြပြန်လာနိုင်မလားဆိုတော့ကျွန်တော်ကဘာရွှေစီးအတကြချက်ကိုကြည့်ပြီးတော့ကျွန်တော်သွားတုံးတက်ကြည့်အောင်ဟုတ်ပြီလက်ရှိကဘာရွှေစီးကကျွန်တော်တက်နေပါမနက်ခင်းအာရှစီးဘွက်ချိန်မှာတက်နေဒါမှမဟုတ်ကျွန်တော်မနေ့ရက်လေတည့်ရက်တာမှာအတက်နဲ့ပြီးခဲ့တယ်ဒါမှမဟုတ်ကျွန်တော်တို့တနင်္လာနေ့ရက်ဈေးအတက်အောင်ခြုံငုံပြီးပြီးနိုင်ခြင်းမရှိဘူးဗျတနင်္လာပြည့်တည့်ရက်ပြောမယ်ဆိုတော့တနင်္လာနေ့တော့ဒါဈေးအကြတော့ကြီးဗျဈေးအကြတော့ကြီးကိုမနေ့ရက်အတက်အားက မင်းရအသက်သုံးကကျွန်တော်ပိုကြည့်ပြီးပြိနိုင်ခြင်းမရှိဘူးဒီအလဲရ body ပေါ့နော်ဒီအလဲရအသုံးလေးကပိုကြည့်ပြီးပြိနိုင်ခြင်းမရှိဘူးဒီအသုံးလေးတုံးကတည့်ရတာကဘာရွှေစေကိုကိုစားပြုတ်ပါတယ်အဲ့အပ်တဲ့ကကျွန်တော်ဒီမှာပိုကြည့်ပြီးပြိနိုင်ခြင်းမရှိတာကိုကျွန်တော်တွေ့ရတယ်ဟုတ်ပြီဒီနေ့မနက်မှာဆိုတော့ကဘာရွှေစေကျွန်မတက်နေနေတာကိုတွေ့ရတယ်ဒါပေမဲ့ကျွန်တော်အမြင်ပြောမယ်ဆိုလက်ရှိကဘာရွှေစေအသက်ကဈေးဆွဲတင်အသက်ပဲဖြစ်ပေါ်များပါတယ်တနည်းအားဖြင့်ကျွန်တော်ဈေး တောက်ချောက်ကြီးတက်လိုက်မယ်လို့ကျွန်တော်မထင်ဘူးခင်ဗျာဘာလို့မထင်လိုက်မယ်ဆိုတော့ဒီနေ့ညမှာဆိုရင်ကျွန်တော်ကဘာရွှေစီအသက်ကြလာရအောင်အဆုံးဖြတ်ပေးနိုင်တယ်အမေရိကန်နိုင်ငံရဲ့အရေးကြီးတည်ရင်တခုရှိပါတယ်ညာညာနဲ့တကောင်းပါဘောเนาะအဲ့မှတကင်မှာတော့ကဘာရွှေစီကျွန်တော်ဟိုးပေါ်တီထိုးတက်လိုက်မယ်မထင်ဘူးအလွန်ဆုံးတက်ရင်တော့မှကျွန်တော်တို့ဒါအများဆုံးဈေးဆွဲတင်နိုင်ကြကျွန်တော်သုံးသပ်ထားတာเนาะအလွန်ဆုံးတက်ရင်တော့မှကျွန်တော်၄160အထိပါအထက်ကြော်တက်ဖို့တော့မလွယ်ဘူးဗျ အဲ၄160တောင်မှရောက်ချင်မှရောက်ပါမှာကျွန်တော်အမြင်ပြောမယ်ဆိုဒီဝင်းကျင်ပေါ့ဗျ၄100အလုံးစုံ၄135အဲဝင်းကျင်လောက်ပဲကျွန်တော်တို့အသက်မြင်ကောင်းမြင်ရနိုင်အလုံးစုံဆွဲတင်မှာ၄160ပေါ့နော်အဲ့လိုပဲဈေးပြန်ကြမယ်ဆိုရင်လည်းကျွန်တော် offer ကိုဈေးကြပြီဆိုရင်ကျွန်တော်တို့ကအလုံးစုံဈေးကြကျွန်တော်ဒီဒီဝင်းကျင်ပေါ့နော်ကျွန်တော်တို့အာကျွန်တော်တို့၄000 410အဲဝင်းကျင်လောက်ပါပဲ ဒီနေ့ကဘာချွေစရာအပေါ်ကိုထောင်တက်သွားတာမျိုးအောက်ကိုကျွန်တော်ထိုးချသွားတာမျိုးတော့တွေ့ရဖို့နည်းပါတယ်ညဘက်ပေါ့နော်အမေရိကန်နိုင်ငံရဲ့အရေးကြီးတဲ့ရင်ဟောကျွန်တော်တို့အမေရိကန်ဘိုးဘန်စီဝေးပေါ့နော်အဲ့အစိုးရမတန်ခင်တော့ဟိုးပေါ်တီထောင်တက်သွားတာမျိုးဟိုးအောက်တီကျသွားတာမျိုးတွေ့ရဖို့ခင်းရင်ပါတယ်အဲ့လိုမျိုးတွေ့ရင်တော့မှအဲ့ဟာဈေးဆွတ်တင်အသက်ဈေးဆွဲချအကြပဲဖြစ်ပုံများပါအဲ့ကြောင့်ကျွန်တော်ဒီနေ့ကဘာအချွေစီကိုကျွန်တော်ကရှင်းပါတယ်ဘလို့ရောင်းဝယ်လောက်အောင်မလဲညဘက်အမေရိကန်ဘိုးဘန်စီဝေးတိုင်မတိုင်မြန်မာကိုကရေးတို့ရောင်းဝယ်လောက်ချင်တယ်ဆိုရင်အပေါ်ဈေးရောင်းအောင်ဈေးဝယ်ပါ ဟုတ်ပြီအပေါ်ဈေးဆိုဘယ်လောက်လဲအပေါ်ဈေးဆိုဗျာကျွန်တော်ဒီ4135ဗျာဟုတ်ပြီကျွန်တော်4130လို့ပဲယူလိုက်တော့မယ်4130နောက်ဝင်းချင်မှာကျွန်တော်ဒီနေ့ quartz ဈေးတက်ရင်ရေလိုရောင်းလို့ရတယ်အဲ့လိုပဲကျွန်တော်တို့ဂျားတဲ့ကအောက်ကိုကျသွားရင်ဆိုတော့4130နောက်ဝင်းချင်မှာကျခဲ့တယ်ဆိုရင် quartz ကိုရေတူပြန်ဝယ်လို့ရပါတယ်4130နောက်မှာဝယ်ပြီဆိုရင်တော့ကျွန်တော်အရှုံးပိုင်းဈေးတန်း3990အောက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းကတော့ဗျာကျွန်တော်ဒီ4080လောက်ထိကျွန်တော်ယူလို့ရတယ် 460 480လောက်ထိယူလို့ရတယ်အဲ့လိုပဲ4130နားမှာကျွန်တော်တို့ရောင်းနေဆိုရင်ကျွန်တော်တို့အရှုံးပိုင်းဈေးတန်းကို4120အထက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းအနည်းဆုံးမယူဘူးဆိုရင်တော့ကျွန်တော်တို့4050လောက်ထိယူလို့ရတယ်ကိုကပို့ဆောင်နိုင်တဲ့ risk ပို့ယူနိုင်တယ်ဆိုရင်တော့4020ရင်4030အထိအမြတ်ပိုင်းဈေးတန်းယူလို့ရပါတယ်ဟုတ်ပြီတကယ်လို့ပေါ့နော်ဒီ4130ဈေးတန်းအထက်ကိုဖောက်တက်သွားရအောင်ဖောက်တက်သွားရဆိုရင်လည်းကျွန်တော်ဒီ4160ဈေးတန်းသားဝင်ကျင်မှာကျွန်တော်ထက်ရောက်ဖို့အားပေးကျင်တယ်ခင်ဗျာ ထက်ရောက်ပါအရှုံးပိုင်းစီတန်း4180အထက်မှာပေးပါအမြတ်ပိုင်းစီတန်းကတော့ကျွန်တော်ဘယ်လောက်ထိယူလို့ရလဲဆိုတော့အနည်းဆုံးတော့4090တိယူလို့ရတယ်အများဆုံးအနေနဲ့4030တိယူလို့ရပါတယ်ဒါဒီနေ့အတွက်ရောင်းမယ်ဝယ်ရမယ်ဇင်းလေးလေးဖြစ်ပါတယ်အာကျွန်တော်ဈေးတန်းသွားရင်နောက်ကိုလိုက်ပြီးတော့ကျွန်တော်ဘယ်ဈေးနဲ့ကတ်လဲဥမာ4130နဲ့ကတ်တယ်ဆိုရင်ရောင်း4160နောက်ကတ်ရင်ရောင်းအဲ့လိုပဲ ဲ့နာရင်မကပ်ဘဲနဲ့ဈေးကထိုးကြသွားလို့၄၀၁၀ရီပိုင်းနဲ့ရောက်တယ်ဆိုပြန်ဝယ်လို့ရဒီနေ့ကတော့ကျွန်တော်အယောင်အာတန်တာအဝယ်အာတန်တာမဟုတ်ဘဲနဲ့ဈေးကငိန်တက်အနေနဲ့ငိန်တက်နေတာတော့တခုတော့ရှိရပါဘူးเนาะအရင်ကလိုမျိုးပြကျွန်တော်တို့ဟိုလွန်ခဲ့တဲ့အဲ9နှစ်6နှစ်ကလည်းမျိုးဈေးငိန်နေဆိုတာကတနည်း10.15.20လောက်ပဲလောက်တာမျိုးတော့မဟုတ်ဘူးเนาะကျွန်တော်အပေါ်ဈေးအောက်ဈေးပြအဲ့အပေါ်ဈေးအောက်ဈေးကြလဲ0.100လဲပွာကောင်းကောင်းနဲ့အဲ့နာမှာပဲအဲ့ကြားမှာပဲအသက်ကြပြေးနေရမျိုးဖြစ်တာတက်ကာမှာကျွန်တော်တို့က အပေါ်ဈေးဆောင်ရောင်းအောက်ဈေးဆောင်ဝယ်ရမှာဖြစ်ပါတယ်။ဂျားဈေးတွေကတော့ရောင်းဝယ်လုပ်တင်လာမိမယ်ဆိုရင်တော့ကျွန်တော်ကတော့တိတ်အားမပေးချင်ဘူးခင်ဗျ။ကျွန်တော်လက်ရှိကမ္ဘာ့ချွေစရာမှာဖြစ်လက်လို့မိမယ်ဆိုကျွန်တော်ရောင်းမယ်ဆိုရင်အပေါ်ဈေးဆောင်ရောင်းလာကျွန်တော်တို့အနေရကင်းပါ။ဝယ်မယ်ဆိုရင်အောက်ဈေးဆောင်ဝယ်လာအနေရကင်းပါလေ။ဂျားဈေးတွေကကြာကျွန်တော်တို့က risk management လုပ်ရတဲ့အခက်အခဲရှိတယ်လို့တပတ်ကအကျိုးမြတ်တွေပါရရကျွန်တော်တို့ကရတော့ရမယ်ဒါပေမဲ့ရတဲ့ရနိုင်ခြေရဘယ်လိုပြောမလဲရတဲ့ပမာဏနည်းတာပြတဲ့ခါမှာ ထစ်တယ်မယ်ဆိုရင်တော့အပေါ်ဆေးအောက်ဆေးစောင်းပြီးရောင်းဝယ်လုပ်တာတော့ကျွန်တော်တို့ပို့ပြီးအကောင်းဆုံးဖြစ်ပါတယ်ဒီနေ့မှဆိုလည်းအပေါ်ဆို၄130တို့4160တို့စောင်းပါအောက်ဆိုရင်လည်းကျွန်တော်4010ကိုစောင်းပါဟုတ်ပြီဂျာစီမှာကိုက risman များယူရဲတော့အယောင်းဝယ်လုပ်မယ်ဆိုတော့ဒီဂျာဂျာချလာမယ်ဆိုရင်4060ဝင်းကျင်ပါဗျာဟုတ်ပြီ4060 4060ဝင်းကျင်မှာကိုကအယောင်းဝယ်လုပ်ချင်တယ်ဆိုတကယ်လို့ဈေးကျလာလို့ဟိုမှာဗျာ4060 4058ဆိုကြပါဆိုအဲ့ဝင်းကျင်မှာကဘာရွှေဈေးရအဲ့အောက်ကိုမဖောက်နိုင်ဘဲနဲ့အဲ့နာမှာကျွန်တော်ဈေးအသက်သုံးနေပါတယ်ပြီးသွားတယ်ဆိုရင်ကျွန်တော် အချင်းတနိုင်ရင်တိုင်းတာနေပေါ့နော်ကျွန်တော်ဒီမှာအချင်းတနိုင်ရင်တိုင်းတာနေကျွန်တော်ပြပေးမယ်အခုကတည့်ရတာနေပြနေအောင်ကျွန်တော်ဟုတ်ပြီကြားချမယ်ဆိုရင်ကျွန်တော်ဒီ460ဈေးနှုန်းဝင်ကျင်မှာဒီလိုမျိုးဈေးအသက်3ရင်းနေပါရင်ပြီးသွားပြီဆိုတော့ရေတိုလေးတော့ဝယ်လို့ရတယ်အမြတ်ပိုင်းစေတန်းပြ4090လို4100လို့ပေးဒါမှရတဲ့အကျိုးမြတ်ကနေတယ်ပြီးအရှုံးပိုင်းစေတန်းကအာ4050အလောက်ပေးပေါ့နော်ဒါမှကျွန်တော်ရတဲ့အကျိုးမြတ်ကနေတဲ့အခါမှာကျွန်တော်တော့အဲ့အဲ့လိုမျိုးဒီ4060နားလို့ဘာလို့မသိအဝယ်လည်းမကြိုက်ဘူးအဲ့လိုပဲ4060အောက်မှာကျွန်တော်ဒီလိုဈေးအကြုံ ခက်ကြီးကြီးဒရုန်4060အောက်မှာဖောက်ပေးသွားရင်ဆိုကျွန်တော်လိုက်ရောင်းလို့လည်းရတယ်။အမြတ်ပိုင်းဈေးတန်း4020 4030လောက်ပေးပါ။အရှုံးပိုင်းဈေးတန်းကတော့4080အထက်လောက်ပေးပါ။ဒါပေမဲ့ကျွန်တော်အဲ့4060တော့ဝင်ကျင်မှာအဝယ်ရောအယောင်းရောဝင်တာမျိုးတော့ကျွန်တော်သိပြီးတော့မကြိုက်ဘူးခင်ဗျာ။ဘာလို့ဆိုတော့ဂျာစီဖြစ်တာပတ္တကာမှာအလဲစီဖြစ်တာပတ္တကာမှာကျွန်တော်တို့ကအခက်မသိရင် အနေရင်များနိုင်ခြင်းရှိပါတယ်ဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်ခုနပြောခဲ့တဲ့အပေါ်ဈေးပေါ့နော်၄၁၀၄၁၆၀နားမှာစောင့်ရောက်အောက်ဈေး၄၁၀နားလေးမှာစောင့်ဝယ်တာကိုကျွန်တော်တို့ပို့ပြီးရော risk နေနိုင်ခြင်းအကျိုးမြတ်ပိုရနိုင်ခြင်းရှိပါတယ်ခင်ဗျာဟုတ်ပြီပြီးတော့ကျွန်တော်ဒီနေ့ကဘိုဒဘူးနေဖြစ်တာပြတဲ့ကမှာဘိုဒဘူးနေကကျွန်တော်တပတ်တိုင်အလေးရဖြစ်တာပြတဲ့ကမှာဒီဘိုဒဘူးနေကဘာရွှေဈေးရပေါ့နော်တရက်တာအပေဈေးတနည်းအားဖြင့်အတအားကောင်းကောင်းနဲ့ပိတ်သွားလာအကြအားကောင်းကောင်းနဲ့ပိတ်သွားလာကဆိုတာကဒီတပတ်တာကြမ်းတဲ့နေ့ရပေါ့နော်ကျွန်တော်ပြေးတောက်ကြရဲ့ကဘာရွှေဈေးအနေထားပေါ့ကောင်းကောင်းတက်ရောက်မှုရှိပါတယ် အဲ့ဒါပဲတခါမှာကျွန်တော်တို့ကဒီနေ့တရတာပိတ်စီကျွန်တော်ဘယ်မှာပိတ်လဲဆိုတာကျွန်တော်ကဒါအရေးကြီးတယ်ဒီပြောဒီညမှာကျွန်တော်အမေရိကန်ဘိုးဘန်အစည်းအဝေးရရှိတာပဲတခါမှာကျွန်တော်တို့ကဘိုးဘန်အစည်းအဝေးပြီးမှကပ္ပချူစီဘယ်လိုပိတ်သွားမလဲအတက်နဲ့ပိတ်သွားမလားအကြနဲ့ပိတ်သွားမလားအဲ့ရကျွန်တော်စောင့်ကြည့်ရဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တရတာနဲ့ကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်တို့တရတာအခြေအုံကျွန်တော်ပြောင်းကြည့်မယ်ပြီးခဲ့တဲ့အပတ်ကဆိုရင်လည်းကျွန်တော်တို့ကဒီမှာဆိုရင်ကျွန်တော်တို့ဘုဒ္ဓဘူးနေ့ အပီပေါ့နော်ကျွန်တော်ကြာပရင်းနေမှာဆိုဈေးပြန်ထွက်ပြီးခဲ့တဲ့အပတ်ကဆိုရင်ကျွန်တော်တို့ကအဲ့တော့ဆိုရင်လည်းကျွန်တော်တို့ဒီမှာဆိုဘလောက်ပိတ်သွားလဲဆိုအမှန်တော့ပြီးခဲ့တဲ့အပတ်ကအဲ့ဘိုဒုံးနေအပိတ်စရာ4200အထက်လောက်ပိတ်ခဲ့တယ်ဆိုရင်ကဘာရွှေစရာဆက်တက်မှာဒါမဲ့4200အထက်မပိတ်နိုင်တဲ့ခါမှာပြန်ကျသွားခဲ့တယ်။ဟုတ်ပြီဒီတစ်ပတ်ဘိုဒုံးနေမှာဆိုရင်ကျွန်တော်တို့ကရေးကြည့်ရပါတော့။ဘယ်အပေါ်မှာပိတ်ဖို့လိုအပ်လဲလဲမေးမယ်ဆိုရင်ဒီဈေးပေါ်မှာ4000တိကျပြောမယ်ဆိုတော့4000တရာ30အထက်လောက်ပါ။ ဒီတော့တရာ30ထက်မှဒီနေ့တရက်သားပေးစီစီပိတ်သွားရင်တော့သတိထားခင်ဗျကပ္ပရွှေစီဈေးချဖို့ဒီတစ်ပတ်ထက်မလို့နောက်ပတ်တွေမပြောဘူးเนาะဒီတစ်ပတ်ထက်ဈေးချဖို့မလွယ်တော့ဘူးအသက်လာနိုင်တယ်ရေဒီယိုအသက်เนาะကျွန်တော်ရေရှိအသက်ပြောရေရှိအသက်ကအာကျွန်တော်တို့တခုအချိန်မလာဘူးအချိန်မတန်တည်းဘူးရေဒီယိုအသက်အားကောင်းတာမျိုးမြင်ရနိုင်ဒီတော့တရာ30အောက်မှာကျွန်တော်ဈေးပိတ်သွားရင်ဆိုရင်မနေ့ပြန်ကြတာပဲနေ့တစ်ပတ်ခါတောက်ကြလေးတွေမှာဈေးအသက်အားကောင်းတာမျိုးမြင်သွားနိုင်တယ် စန့်ကျင်ဘက်နေနဲ့ပေါ့ဒီနေ့တရက်တာပေးစေတာကျွန်တော်အောက်ဘက်က4030စီးနှံအောက်4030စီးနှံအောက်မှာပိတ်သွားရင်တော့3900အနည်းဆုံးမှန်းထားပါတော့မနေ့ပြန်တပတ်ခါမှာအနည်းဆုံး3900အများဆုံးဆိုရင်3800တိတော့ကျသွားတယ်အဲအကြောင်းဘယ်ပေါ်ပိတ်မလဲလက်ရှိမှာတော့ပြ4130နာအထက်မှာပိတ်ဖို့တော့နည်းနည်းလေးအပူတာနေပါဘောဆိုလက်ရှိက4096လို့65လို့ရောက်တယ်ဒါပေမဲ့လည်း ကဘာချွေစီကွာဆိုကျွန်တော်တတိထားပို့တာခါလေးတနာီတဲနဲ့နေကျွန်တော်တို့က point 100လောက်ထူကြတော့တတ်ပါပါလေအခု400နဲ့ရောက်နေရပြီပြောမြောင်နဲ့ဟိုမှာပြညာဘက်ကျွန်တော်တို့တနာီလောက်အတွင်းမှာဗျာညာနဲ့တကောင်းနေအတွင်းမှာဗျာ400နဲ့100နားကလည်းပြောမြောင်400အောက်လဲကြကြကြသွားနိုင်တာပဲဘာမှမဆိုဖြစ်နိုင်တဲ့ကဘာချွေစီကွာဖြစ်တာဖြစ်တဲ့ကာမှာကိုကတရက်တာပုံစီကိုကြည့်ပြီးတော့နောက်ရက်တွေဖြစ်လာနိုင်တဲ့အနေအထားကိုတုံ့တက်မဆိုရင်ကြိုပြီးတော့မတုံ့တက်ပါဘူးဟာညာအိတ်ခံပြီး400နဲ့100နားဝင်ချင်းရောက်နေဟာ400နဲ့130ထက်မှပြိ့ဖို့များနေဆိုပြီးကိုကအဝယ်တွေကြိုးဝင်ထားတာမျိုးတွေဒါမှမဟုတ်လဲ အောက်မှာပြေးဖို့များလဲဆိုပြီး4000 4010အောက်မှာပြေးဖို့များလဲဆိုပြီးအယောင်းနေကျုံဝင်ထားတာပြောလို့မလုပ်ပါနဲ့နောက်ရက်မှာတရက်တာပေးစေကိုကြည့်ပြီးမှတက်နိုင်လားကြနိုင်လားသုံးသက်ပြီးမှအယောင်းဝင်လို့တာတော့ပို့ပြီးအဆင်ပြေပါလိမ့်မယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ဗိုလ်တော်ဘုနေ့တရက်တာပေးစေရကဘာရွှေစည်းခွက်ရဒီတစ်ပတ်ပေါ့နော်တောက်ကြနေတစ်ပတ်တာအပေးစေးပို့လဲတက်ရောက်မှုရှိတာပြတကဒီဒီနေ့ဘယ်မှပိတ်မလဲဂျာထဲမှာပဲပိတ်သွားတယ်ဆိုရင်တော့ကျွန်တော်မနေ့ဖြန်တဲ့တစ်ပတ်ခါဖြစ်လာတဲ့စည်းခွက်ချင်းတွေကိုလိုက်ပြီးတော့ကျွန်တော်တို့ကစည်းအတက်ကြောက်သုံးသက်မှာဖြစ်ပါတယ် ဒါမဲ့ဒီနေ့အဲ၄လောင်း၁၁၀အထက်မှာရှင်းလင်းလင်းပိတ်သွားရင်အသက်အာတာရေတူအသက်နောက်ရက်ဒီမှာဆက်အာတာမယ်၄လောင်း၁၀အောင်မှာပိတ်သွားရင်ရေတူအကြအားဆက်ကောင်းမယ်နောက်ရက်ဒီကျန်တဲ့နေ့ရပေါ့နော်ဒီတစ်ပတ်အတွင်းကျန်တဲ့နေ့မှာရေတူအကြအားဆက်ကောင်းမယ်ကျွန်တော်အမြင်အပြောမှဆိုရင်၄လောင်း၁၁၀အထက်ပိတ်ဖို့ကတော့နည်းနည်းလေးခင်းရင်လာပေါ့နော်ဒါမှမဟုတ်လဲဒါကျွန်တော်အမြင်သာဖြစ်ပါတယ်ကဘာကျူစီကမှာဘယ်ဟာမှကြိတ်တိပေါ့ဆိုတာမရှိပါဘူးကျွန်တော်တော့အကြပတ်ကိုအကြပတ်မြန်လာမလားလို့ကျွန်တော်သုံးသပ်မိတယ်ခင်ဗျအဲဒါကြောင့်ဒီနေ့ည တရက်တာဘေးစီးက၄၁၃၀အထက်ပိတ်ဖို့မလွယ်ဘူးလို့တော့ကျွန်တော်အမြင်အရသုံးသပ်ထားပါတယ်။ဘာလို့ဘလို့ပိတ်သွားမလဲဆိုတော့ကျွန်တော်မန်းဖြံမနဲ့မှာပဲသိရမှာပေါ့နော်။ဟုတ်ပြီ။ပြီးရင်ကျွန်တော်တို့သတင်းပိုင်းကိုကျွန်တော်တို့ကြည့်အောင်။သတင်းပိုင်းကဒီညမှာကျွန်တော်တို့ကဒီတပတ်တွင်ပထမဆုံးသတင်းနေနဲ့ဒီညကျွန်တော်ဗမာစံတော်ချိန်အဲစနစ်ခွဲလောက်ပါစနစ်ခွဲလောက်မှာကျွန်တော်တို့အမေရိကန်ဘိုးဘန်ရဲ့ကျွန်တော်တို့အစည်းအဝေးရှိပါတယ်။အမေရိကန်ဘိုးဘန်အစည်းအဝေးရှိတာပြတဲ့ကောင်မှာအဲ့ဒါ ကျွန်တော်ကဒါဒီပတ်တင်ပထမဆုံးသတင်းဖြစ်တာပတ်ကသတိထားဖို့လိုအပ်ပါတယ်အမေရိကန်ပုံမှန်စီးဝေးကပြောကြားချက်တည်သူတို့ပြန်နောက်ဒီဇင်ဘာမှာဗန်တုံးလုံးအနေထားရေးပတ်သက်ပြီးပြီးတော့လက်ရှိမှာဆိုလဲအမေရိကန်ကသူ့ရဲ့ဘုံတွေကိုပြန်ဝယ်တဲ့အနေထားမျိုးတွေအဲ့ရာနေတာပတ်သက်ပြီးသူတို့ရဲ့ပြောကြားချက်တွေကိုကျွန်တော်နားထောင်ဖို့လိုအပ်ပါတယ်သူတို့ရဲ့ထုတ်ပြန်ချက်တွေကိုနားထောင်ဖို့လိုအပ်တယ်တကယ်လို့ဒါအဲ့ နောက်လာပေါ့နော်ဒီဇင်ဘာနဲ့ပတ်သက်ပြီးတော့ဘန်တုံးလုံးရှော့နိုင်ကြည်အလားလာလေးပါရေပြီးတော့လက်ရှိမှာကျွန်တော်တို့အမေရိကန်ပိုဘန်ကဈေးကွက်ထဲရလေးပြီးတော့သူတို့ရဲ့ဘွန်နေကိုပြန်ဝယ်ရတဲ့အနေအထားနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့မှတ်ချက်တွေကျွန်တော်ပြောခဲ့မယ်ဆိုရင်နော်ကမ္ဘာရွှေစီကကျွန်တော်တို့ဟိုအလောက်ခတ်တွေဖြစ်သွားနိုင်တယ်ခင်ဗျအလောက်ခတ်တွေဖြစ်သွားနိုင်တာဖြစ်တဲ့ခါမှာကျွန်တော်အရာလေးကိုကျွန်တော်တို့သတိထားဖို့လိုအပ်ပါတယ်ရလေဦးတတိထားဖို့လိုအပ်ပါလေဒီညအမေရိကန်ပိုးဝန်စည်းဝေးအရေးကြီးပါတယ်တစ်ဖက်ကဒေါ်လာအင်းတက်ကိုကြည့်မယ်ဆိုရင်ဒေါ်လာအင်းတက်ကလည်း69နဲ့68ကြာပဲပြေးနေရပါခင်ဗျ 69နဲ့68ကြာပဲပြေးနေတာဖြစ်တဲ့ဖြစ်တဲ့ကမှာဒေါ်လာအင်းတက်ရဲ့အနေထား sorry 69နဲ့100ကြာကြာပြောတာ69 68ကြာလောက်ဖြစ်တာ69နဲ့100ကြာပဲပြေးနေတာဖြစ်တဲ့ကမှာဒေါ်လာအင်းတက်ကလည်းဒီနေ့မှာတစ်ဖက်ဖက်ကိုဖောက်ထွက်နိုင်ဖို့လိုအပ်တယ်ခင်ဗျတရားအထက်ပေါက်တန်နိုင်မလား69အောင်ဖောက်ချနိုင်မလားဖောက်ချပိတ်နိုင်မလားစောင့်ကြရဖြစ်ပါလေမဟုတ်ဘဲဒေါ်လာအင်းတက်လက်ကလည်း69နဲ့100ကြာပဲပြေးနေရင်တော့ကမ္ဘာရွှေရာလည်းတည်င်းပိုင်းရတော့ကြဖို့တော့လည်းလုံလောက်တဲ့အကြာမရှိဘူးတက်ဖို့တော့လည်းလုံလောက်တဲ့အကြာမရှိဘဲနဲ့ဒီလိုမျိုးပဲကျွန်တော်ကဈေးက ာတအီးနဲ့ကြာလိုက်ပြီးပြန်ကန်တက်လိုက်အဲ့လိုမျိုးဈေးငိမ့်တက်အနေထားပြီးဆက်ပြေးနေဖို့အလားလာများသွားနိုင်ပါအဲ့ဒါဆိုတော့ကျွန်တော်ဘယ်လိုဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့ဒေါ်လာရင်းတက်ကြည့်ဒီညမှာထောင်တက်သွားမလားထိုးကျသွားမလားဒီညအမေရိကန်ပုံပန်စည်းဝေးပြီးပါပေါ့အဲ့ရကိုကျွန်တော်ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲဒီနေ့ညတော့အဲ့အမေရိကန်ပုံပန်စည်းဝေးတရင်မရှိပါကျွန်တော် breaking news တွေပါတယ်ကတော့လက်ရှိမှာထွေထူးတော့မရှိသေးဘူး ဒါမှမဟုတ်လည်းကျွန်တော်နားဆွင့်ထားဖို့လိုအပ်တယ် breaking news တွေမှာထွက်တာကြားပြီးဖြစ်တဲ့ပတ်သက်ကမှာ breaking news တစ်ခုထွက်လာပြီးဆိုတာနဲ့ကြားပြတဲ့တင်တစ်ခုထွက်လာပြီးဆိုတာနဲ့ဈေးကအလောက်ခတ်တည်းအရန်ကြမ်းသွားတာမျိုးဖြစ်နိုင်ပါတယ်။အဲဒါကြောင့်ကျွန်တော်တတိကိုကဝယ်ဒီဖြစ်စေရောင်းဒီဖြစ်စေအတက်မတက်မယ်လို့မှတ်ထားတာဖြစ်စေကြမယ်လို့သုံးသပ်ထားတာဖြစ်စေဘယ်ဟာပဲလုပ်ပါစေကျွန်တော်က risk management လုပ်ထားဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်ထပ်ပြီးတော့တိုက်တွန်းခြင်းပါခင်ဗျ။ဟုတ်ကဲ့ဒါလေးကကျွန်တော်ရဲ့ဒီနေ့ နှုန်းဘာလာစကိုရနေတဲ့ဒါကဘာချွေစီကွက်တော့နှချက်ဗီဒီယိုဖြစ်ပါတယ်အခုလိုတော့နှချက်ဗီဒီယိုတွေကိုအတူတိတ်ကြည့်ကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ TikTok account တွေကို subscribe see fat and follow လေးလုပ်ထားကြပါခင်ဗျာပြီးတော့ကျွန်တော်ဒီမှာဒီကဘာချွေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တိတက်အခြေခံသတင်းတွေတက်ရောက်လို့ရပါရဲ့အဲ့အားနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ TikTok account တွေအနေနဲ့ဆက်သွယ်စုံစမ်းမြင်နိုင်ပါတယ်ခင်ဗျာကဘာချွေထိတာအားလုံးပဲဒီနေ့ကျွန်တော်တို့ နိုဝင်ဘာလ19ရက်နေ့တရက်တာမှာကမ္ဘာ့ရွှေစိတ်သက်ကြောက်ကိုအထူးတတိထားအရောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်တွေပန်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ